မန္တလေးစကိုင်းဗီလာကွန်ဒိုပျက်စီးတွေကြားကနေငလင်ကြောက်တိတ်ဆုံးသွားတဲ့နောက်ဆုံးလက်ကျန်ရုပ်လောင်းတွေကိုဖော်ထုတ်နေတယ်လို့မြန်မာနိုင်ငံလူမှုကေဆေးရေးဖွဲ့မန္တလေးတိုင်းဒေသကြီးကော်မတီက MP ကိုတီးပြပြောပါတယ်။ပြီးခဲ့တဲ့မေလ၂ရက်နေ့ကစကိုင်းဗီလာကွန်ဒိုကနေပျောက်ဆုံးရုပ်လောင်းတွေထပ်မံတွေ့ရှိခဲ့ပြီးအမျိုးသမီးလောင်း၆လောင်းရှာဖွေတွေ့ရှိခဲ့တယ်လို့မေလ၁၀ရက်ကလည်း Grey War Hotel အဆောက်အုံကိုဖိတ်ရှားရှင်းလင်းချိန်အမျိုးသမီးလောင်း၃လောင်းထပ်မံတွေ့ရှိခဲ့တယ်လို့သိရပါတယ်။နောက်ဆုံးလက်ကျန်ရှိနေတဲ့ မန္တလေးမြို့ Sky Villa အဆောက်ဦးပြီးအဆောင်စီဆောင်တဲ့ဒီဆောင်တွေကိုစက်ရင်းနေရာတွေနဲ့အတူဖယ်ရှားရှင်းလင်းပြီးရုပ်လောင်းထုတ်ယူနိုင်ရေးဆောင်ရွက်နေတယ်လို့မြန်မာနိုင်ငံလူမှုကေဆေးရေးအဖွဲ့မန္တလေးတိုင်းဒေသကြီးကော်မတီသတင်းပြန်ကြားရေးကအခုလိုပြောပါတယ်လေကြီးကျင်းရတာအဲဒီဆိုခိုင်းပြီလာအဲဘာလဲဒီကလာဝယ်ပြီရပါတယ်ဒီလောက်ချလာလို့အဲ့ဒါရှိတယ်နောက် ကျွန်တော်ရှင်းလေးတွေလည်းဉာဏ်လေးလေးပေါက်လာရအောင်အဲဒီတိုင်းပြည်တာတစ်ခုလောက်ပဲကျန်တော့တာပါဒီတိုင်းပြည်တာလည်းနောက်ဆက်ကျန်နာခေါ်ရင်ကျွန်တော်ဆင်းရအင်းနောက်ခုလောက်ပဲကျန်တော့နောက်ဆက်ဟိုကွာဒေါ်လာကိုရစီးပြီးလေးကျန်မယ်အင်းအဲ့လိုမျိုးခက်တယ်ကွာဟိုဟာကြီးကသိပြန်တဲ့ဟာကြီးကတော့ဆက်လိုက်ပြီးသိမိနေတဲ့ပုံစံမျိုးဆိုတော့လေဒီနေရာရောက်ဖို့တော့တော်တော်ခက်ရတယ်ဝင်ရဆိုတော့စစ်ကောင်စီတပ်ဖွဲ့တွေအခြေစိုက်တဲ့ မိထီလာမျိုးကလွဲပြီးကျန်တဲ့မျိုးနယ်လေးခုမှာငလင်တန်းကြောင့်လန်တတာနဲ့အဆောက်အုံတွေထိခိုက်ပျက်စီးခဲ့ပြီးမူချိုကြောင်ဗလီနဲ့ရှေးအောင်နေအိမ်တွေပြိုကျမှုကြောင့်လူသေဆုံးမှုများခဲ့တယ်လို့လက်ရှိလည်းထိခိုက်နေတဲ့ငလင်တွေမကြာခဏလှုပ်ခတ်နေတာကြောင့်တတိပြုနေထိုင်ကြဖို့မန္တလေးကစ္စေးရေးဖွဲ့ဝင်တဦးကပြောပါတယ်အခုအဲဒါတော့ကလေးကတော့ဘယ်ကိစ္စမှမပြောရဘူးသူပြောမှရတာဒီကတော့ NLD ရဲ့စာအုပ်တွေပေါ့ NLD ရဲ့စာအုပ်တွေမှာမနေကြဘူးနဲ့ အဲအဲဒီခါမတင်နေနေရပါဘူးလေအဲလိုနေရာလို့ကမနေသားဘူးအဲ့ဒါပဲပြောရပါဘူးကျန်သားတော့လို့လုပ်မယ်ဆိုတော့သူမသိနိုင်တော့ဒါတော့ပြောခါတော့ဟုတ်ဒီကတော့အဲအနေကြီးရဲ့စာရေးတော့မလိုလိုသေးသေးတော့ဟုတ်အများဆုံးကတော့အဲ့တစ်ခုရဲ့ကျန်သားပါအင်အားလွန်ပြင်းထန်ခဲ့တဲ့ခုနှစ်သတ္တမခုနှစ်အဆင့်ရှိငလင်ကြောင့်မန္တလေးတိုင်းအတွင်းကြောက်ဆယ်မှာ100ခွနဦးဝမ်းနည်းမှာ52ဦးမိချီလာမှာ28ဦးပျော်ဝဲမှာ200ဦးနဲ့ရမဲတင်း200ဦးစုစုပေါင်း986ဦးရှိပြီး စည်ရင်ကျန်နေသူတွေလည်းရှိနေသေးတဲ့အတွက်အဲ့ဒီပမာဏထက်များနိုင်တယ်လို့မန္တလေးခြေစိုက်ကစေရေးဖွဲ့များရဲ့ EBT ရဲ့ပြုစုထားတဲ့စည်ရင်တွေအရသိရပါဗျာ။